ရောက်ွက်ထမှာပေါ့နော်စီမထုတ်တဲ့သူတွေပေါ့သူတို့ရှိမှာစစ်ဆောင်လေးကိုလိုက်တောင်းတယ်ပေါ့အာသူတို့ရှိရရတယ်တခါကြလဲနှစ်ဦးလောက်ရတယ်မာကြီးကျွမ်းမဟိုသူကဟိုနဲဒီလောကလူလည်းပြန်သိစေခြင်းနဲ့ပေါ့အဲ့ဒီကြောင့်မာကြီးကျွမ်းမရဲ့ဟိုနန်းနာကိုတမျိုးမထင်နဲ့နော်မဟုတ်ဘူးဟိုစိုက်ဖဲကိုထည့်ပေးမယ်ဆိုရတယ်ပေါ့ကိုရင်တော့မလေးဒိန်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 းဟိုတော့ ဘလောင်ဝမ်းဖြစ်မလဲပေါ့ငါ့အမြန်တရုပ်ဆောင်တဲ့အချိန်မှာဘာမှပြောမလဲပေါ့ဘလို့ပြောမလဲကိုကလုတ်ချင်တာပဲရှိတယ်လေကိုကအရန်ကွာနေတော့ဘလို့ပြောရင်တုံနေတာကျွဲမှာဆိုခေါ်လိုက်တာနဲ့ဒီလောကကိုကိုသိတာကျွဲမှာလို့သိတယ်လေတွေ့ပြီဆိုတာကားရိုက်ခေါ်ကျွဲမှာအိမ်မှာဒီတိုင်းနေနေရတာဒါအပြင်းနေပြီရုပ်လည်းကြည့်တော့သူတို့အဲ့လိုပဲပေါ့နော်ဟိုတချို့ကြတော့လည်းနောက်နောက်လေးနဲ့ပြန်တချို့ကြတော့လည်းကိုရင်ထဲမှာမကောင်းလို့ကြောင့်မိုးပြီးတော့အခုနေတောင်းမိတယ်ပေါ့ကိုမွေးလာတဲ့ခလေးကကောင်းကောင်းမကောင်းကောင်းဆိုးဆိုးကောင်းကောင်း ကိုကမအေးဖြစ်တဲ့တကြောင်ဒီကလေးလေးကိုကိုအပြစ်မပြောဘူးကိုခြုံရင်းချက်ရှိလို့ကိုကလေးလေးဒီကလေးလေးထိရကိုကြောင့်ဒီကလေးလေးထိရတာလေအဲ့ဒီတော့သူ့မှာဖြစ်မရှိဘူးမအေးနေရာရောက်ယူမအေးတောင်းဝင်ကြည့်ရတယ်တဲ့အဲ့ဒီတော့ကြောင့်အမေပြောတဲ့စကားလေးကိုသွားသတိရတယ်ပေါ့နော်ဒီကလေးလေးကလည်းခေါင်းခါတယ်အမေကလည်းမအေးတောင်းဝင်ကြည့်အောင်နောက်ဆုံးဟိုဘယ်လိုပြောမလဲထမင်းတလို့စားဖို့အတွက်ခိုးမှမဟုတ်လိမ်မှမဟုတ်ဖုံးချောင်းသွားပြီးပကံဆေးလို့ရတယ်အလူမှန်သမျှ နော်ဓမ္မယုံသွားလဲပငံစစ်လို့ရသမင်းတက်လို့ဆိုတာမငတ်ပါဘူးကိုရှာစားမယ်ဆိုဘလို့ပဲရှာစားသားနောက်ဆုံးပေါ့ဈေးဆိုင်သွားပြီးပငံစေးမလားသမင်းတက်လို့အတွက်စားရပါလေကိုရှင်မကဖုံးဆက်တယ်ပေါ့နော်မကျွမ်းမအကာရရရှိလာပေါ့မရှိဘူးအိမ်မှာပါပဲဆိုအဲဆိုပြီးမကျွမ်းမကိုတခູ່လောက်ဟိုခေါ်ခြင်းတယ်ပေါ့ဟုတ်ကဲ့ဆရာကျွန်မအားပါပဲပေါ့အကာရမရှိဘူးအဲဆိုပြီးမကျွမ်းမကိုကျွန်တော်တခູ່ပြောမှာပေါ့နော်မကျွမ်းမစိတ်ဝင်စားလာပေါ့အဲပြောဆရာ မြုပ်ပြညာနဲ့လောက်ရမယ်ဆိုဘာပဲလောက်ရလောက်ကကျွန်မစိတ်ဝင်စားတယ်အဲ့ဒါဆိုရင်လည်းကျွန်တော်ကလုံးနေတယ်ပေါ့နော်အမှုပညာရင်ဖွင့်မှန်လေးပေါ့အဲ့ဒီမှာမကြွဲမှပါတင်လာတော့အပါချင်းဆရာကျောအရင်ပါတယ်လို့ပြောတယ်အဲ့ဒါဆိုရင်လည်းကျွန်တော်ဖုံးပြန်ဆက်မယ်တဲ့ပြီးတဲ့ပြီးတော့ဟိုနှစ်ရက်လို့ပေါ့အောင်ကလှမ်းပြီးဖုံးဆက်တယ်မကြွဲမှရေးတဲ့တရက်ဆက်တက်လာပိုင်းကရင်မကြွဲမှစနေနေ့တဲ့မကြွဲမှအဖြစ်လာတော့ဖြစ်တယ်ကွာရမ်းပါတင်တာလေဒီပျက်ရှိရဖုန်းလာကွာမြင်လို့လေအဲ့ဒါနဲ့ပဲဒီနေ့ရောက်လာတာပေါ့နော် ိုအရင်ပြောတယ်ဘာဖြစ်လို့ကိုယ်စိတ်ထဲမှာကိုဒီအလုပ်ကြီးကိုမလုပ်ရတော့ထင်တာပေါ့နော်စိတ်ထဲကြီးတအားကြစိတ်ထဲကြီးတအားကြတဲ့ငါငါလုပ်ချင်တဲ့လုပ်လည်းမလုပ်ရဘူးစီးပွားရေးကလည်းအဆင်မပြေဘူးကိုဝါသနာပါတဲ့အလုပ်မလုပ်ရဘူးဆိုတော့ကိုမှအိမ်လေးထဲမှာပဲပေါ့ဒီမိသားစုလေးနဲ့စာဝတ်နေကြည့်နေတဲ့အချိန်ဒီဟာလေးမြတ်အမှုပညာဘကပေါ့ကိုကိုခေါ်မျိုးစာဝတ်နေလည်းအဆင်ပြေမှာပေါ့ကိုလည်းဟိုဘလို့မှလုပ်ခွင့်ရတဲ့အတွက်ကြောင့်ပေါ့အဲ့ဒီအတွက်ကိုလည်း ဖေအမေကိုကျေးဇူးဆန့်နိုင်တယ်ပေါ့အဖေအမေကအရန်ဖြစ်စီချင်တာလေအဲ့ဒီလိုကြောင့်ဒီအမှုပညာကိုကိုတကားရိုက်ဆိုပြီးအဖေမေကိုတကားကိုကျေးဇူးဆက်ခွင့်ရတယ်လို့ကိုယ်စိတ်ထဲမှာအဲ့လိုသတ်မှတ်တဲ့အတွက်ကြောင့်ကားရိုက်ကိုမြဲမြုံနေတာလုံနေအခုကြတော့ရက်ွက်ထဲမှာပေါ့နော်စီမထုတ်တဲ့သူတွေပေါ့သူတို့ရှိမှစောင်းလေးကိုလိုက်တောင်းနေပေါ့အာသူတို့ရှိရရတယ်တခါကြလဲနှစ်ဦးလောက်ရတယ်တခါကြတော့လဲလုံးဝမရှိဘောတပတ်ဆိုရင်ခုဆိုရင်ဒါမီနှစ်ယောက်ဆိုရင်၅အုပ်၆အုပ်ပေါ့ တစ်ရက်ချာတစ်ခါကြာတယ်နှစ်ရက်ချာမှရတယ်အဲ့ဒါဆိုရတဲ့နေ့ကျရင်ဆိုရင်ကိုစီးတဲ့ဝင်လိုက်တာပေါ့ဝင်ပြီးတော့ရတဲ့ဟာလေးဝယ်ပြီးနှစ်ရက်စာပေါ့အဲ့လိုလေးကိုလုံးပြတ်တယ်ပေါ့နော်ဟိုတလုံးအောင်ဟိုဟိုမနာနာတက်ရှင်ခေါ်လို့လေမြေနေပိုင်းမှာနှစ်အီနေရမှာဝင်ပြီးတော့တရုပ်ဆောင်ရရသေးတယ်အဲ့တော့ကောလူညာကြီးလေးကြီးတော့ဘလူးလေးပြီးတယ်အဲ့ဝါဆိုရင်မထက်ရှင်ရလေဟိုဘေးရွေးပင်များတော့မသက်မှတ်ပါနဲ့ပေါ့နော်မာကြီးကျွမ်းမဟိုသူကဟိုနည်း ဒီလောကလူလည်းပြန်သိစေခြင်းနဲ့ပေါ့အဲ့ဒီကြောင့်မာကြီးကျွမ်းမရဲ့ဟိုနန္ဒာကိုတမျိုးမထင်နဲ့နော်မဖိုးဟိုဖိုင်ဖဲကိုထည့်ပေးမယ်ဆိုရတယ်ပေါ့ကိုယ့်ရင်ထဲမှာလေဒိန်း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 လို့သာဟိုတော့ဘလောင်ဝမ်းဖြစ်မလဲပေါ့ငါ့အမြန်တရုပ်ဆောင်တဲ့အချိန်မှာဘာမှပြောမလဲပေါ့ဘလို့ပြောမလဲကိုကလုတ်ချင်တာပဲရှိတယ်လေကိုကအရန်ကွာနေတော့ဘလို့ပြောရင်တုံနေတာပြီးလဲပြီးတော့ကားရိုက်လဲပြီးတော့သူကလေကိုကိုဖတ်ပြောမာကြီးကျွမ်းမရဲ့ဂျေစုအများကြီးတင်နေတယ်ရောတယ်ဆိုပြီးလိုက်တာ ာကြီးပြောပါတယ်သသိန်းဆိုတာအရပြောတာဟိုကိုကဆန်းဝယ်စားနေရတာလေအဲ့တော့သူ့ရှေ့ရရတဲ့ပတ်စံသသိန်းကိုယူပြီးတော့ကိုမှစီစံစားအကိုဝယ်ထည့်လိုက်တယ်ဂျန်နာဟာလေးကကျတော့သားသမီးတွေပေါ့နော်စားဖို့တော့ဟိုအဲ့လိုပဲပေါ့ဟိုငါချောင်းငါချမ်းလေးဝယ်ထားတာပေါ့နော်မနန္ဒာထက်ချင်းပြလိုက်တော့အရန်ဂျေစုတင်တယ်အဖေကပါပြောရဲဆိုတော့အဖေကြီးကိုချစ်တယ်ဆိုကြီးတဲ့အမှုပညာမှာတဲ့ကိုရဲ့နောက်ဆုံးထွက်တဲ့သူကိုလှုပ်ပေးတဲ့ အမေကြီးကသူ့ကိုချစ်တယ်ဆိုရင်နောက်ဆုံးနဲ့သမင်လေးတမြင်ဖြစ်ပြီဆိုတော့အဲ့ဒါလေးဟုတ်တဲ့ထုံးပြောတဲ့ကလေးလေးနဲ့နောက်ဆုံးကလေးညက်လို့မရတိတ်ကလေးနဲ့ကဆိုတော့အမေစကားကိုကိုချင်းပြီးတော့နားထောင်နေတော့ဘောနော်နောက်ပိုင်းတော့မသိသေးဘူးပြောတယ်သူတို့ကဘာပြောတာနေငတ်နေမတူဘူးဟဲ့တဲ့ဒီစပင်ကိုဘာတို့ကခင်တွင်းနေလဲပေါ့အဲ့လိုပြောတော့သူတို့ပြောတာလည်းမှန်ပါတယ်လက်တလုံးပေါ့ကိုရောင်းလိုက်ကို စားဖို့တော့ပြည်လေတယ်ကိုသားသမီးလေးကိုဥဆိုးတယ်ပေါ့ဒါပေမဲ့ ကိုယ်စိတ်ထဲမှာပေါ့သားသမီးကိုလည်းမိဘတာဝန်ကြည့်ခြင်းနဲ့ဖိအမေကိုလည်းသမီးတာဝန်ကြည့်ခြင်းနဲ့အဲ့ဒီကြောင့်အမေစကားလေးကိုကိုကပေါ့အတက်နိုင်ဆုံးတော့ခုချိန်ထိတော့ဇပင်ကိုမရောထိန်းနေတော့ထိန်းထားတယ်ခုချိန်ထိတော့ဟိုကိုကတော့လဲလဲမိတလောက်ပေါ့ကိုလူပြောရင်တွေ့လဲပြောတယ်ဟိုကိုနဲ့ဘဟုရင်ကစုံနေတဲ့သူရောကိုနောက်ပိုင်းပေါ့စုံနေသူဘသူနဲ့ပဲစုံတော့ကိုကတော့ကားရိုက်တောင်းနေကိုမြန်မှန်တမ်းပြီးတဲ့သူကိုကိုသူတို့တိတိ ကိုကျွဲမှဆိုခေါ်လိုက်တာနဲ့ဒီလောကကကိုယ်ကိုသိတာကျွဲမှလို့သိတယ်လေတွေ့ပြီဆိုတော့ကားရိုက်ခေါ်ကျွဲမှအိမ်မှာဒီတိုင်းနေနေရတာဒါအပြင်းနေပြီရုပ်လည်းကြည့်အောင်သူတို့အဲ့လိုပဲပေါ့နော်ဟိုတချို့ကြတော့လည်းနောက်နောက်လေးနဲ့ပြန်တချို့ကြတော့လည်းကိုယ်ရင်ထဲမှာမကောင်းလို့ကြောင့်မူပြီးတော့အကုန်ကြီးတောင်းမိတယ်ပေါ့ဟုတ်အဲ့ဒီဝါတော့အမေရှိတဲ့အတွက်ကြောင့်အခက်ခဲမရှိဘူးအမေရှိတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီကလေးလေး၅လပေါ့၅လမှာအမေဆုံးသွားတဲ့နောက်ပိုင်းနည်းနည်း လို့ပဲရှူတောင်းပြူသွားတာပေါ့ကို့ဘဝမှာအမေလဲအဖေကပထမဆုံးနေပြီးတော့အမေဆုံးတော့အရန်ခက်ခဲတာအရန်ခက်ခဲတာဟိုပထမသားလေးဆိုရင်ကြောင်းတော်မထားနိုင်ဘူးသူ့အထက်ကအကူဆိုလေဟိုကြောင်းထားဖို့ကို့မှာအရန်ခက်ခဲတာသူငယ်တန်းထားဖို့တော့ကို့မှာလေဟိုလူရှာလိုက်ပြီးစာအုပ်တောင်းဒီလူရှာဝန်ဆိုင်အဲ့လိုလိုက်တောင်းခက်ခဲရဲ့နောက်ပိုင်းပေါ့အဲ့လိုပဲပေါ့ဟိုဈေးရောက်တာဂျုံလဲဈေးရောက်နေပေါ့ဟိုမွေးငါဆိုင်တို့လည်းမွေးငါပေါ့ကိုတက်နိုင်တဲ့ဘက်ကပေါ့ အဲကိုလိုက်လုပ်တယ်အဲ့လိုလုပ်ပြစားငါဟိုဘယ်လိုပြောမလဲဆိုတော့အားမငယ်ဘူးဘာဖြစ်လို့အားမငယ်ဘူးလဲဆိုတော့ကိုကိုဟိုပေးလိုက်တာဒါဖះပေးလိုက်တာလေကိုမွေးလာတဲ့ခလေးကကောင်းကောင်းမကောင်းကောင်းဆူဆူကောင်းကောင်းကိုကမအေးဖြစ်တဲ့တကြောင်ဒီခလေးလေးကိုကိုအပြစ်မပြောဘူးကိုခြုံရင်းချက်ရှိလို့ကိုခလေးလေးဒီခလေးလေးထိရကိုကြောင့်ဒီခလေးလေးထိရတာလေအဲ့ဒီတော့ ့မှာပြစ်မရှိဘူးအပြစ်ရှိတာကိုပဲအပြစ်ရှိတာမပြည့်စုံတဲ့ဘဝထဲမှာ तू ကလူကိုယ့်ဘဝထဲဝင်လာတဲ့တူကြောင့် तू ကိုကိုယ်သနာတာဒါကြတော့တို့ရဲ့တခဏစိတ်ပေါ့စိတ်အားလှုပ်ရှားတာလည်းဖြစ်နိုင်တယ်သူ့စိတ်ကို तू မနိုင်လို့ဖြစ်မှာပေါ့ကိုယ်လည်းကျမလည်းအဲ့လိုကြုံမှုတယ်စိတ်အားညစ်လာပြီးဟေ့သူဒီကျမဆိုကိုကိုကောင်ကိုတတ်သိဖို့ကျမလှုပ်ဘူးတယ်ဒီခလေးလေးကိုကျမတန်လန်းကိုကျမလိုပြေးတာပဲတန်လန်းရောက်ဆိုဒီခလေးလေးကလည်းကျမကိုကြည့်ပြီးတော့သူရှာလေးထုတ်ပြန် ခေါင်းခါတယ်ကျမလာအမေနဲ့သမီးနဲ့ချမ်းသာတဲ့နေရာသွားမယ်သူကကျမကိုလက်ခါတယ်အဲ့ဒီချိန်ကျမပြန်စမ်းသားတယ်ကျမရဲ့အသက်ကိုကဲတာသူလေဘလို့ပြောမယ်ဆိုတော့ကျမလုံတာ तू မသိတာလည်းဖြစ်ချင်ပြအသိလို့လည်းဖြစ်ချင်ပြောကျမကို तू ကလက်ခါတယ်တန်လန်းပေါ်တက်မယ်ဆိုကျမကသူ့ကိုချောက်ထားတယ်မမီနဲ့နေချင်တယ်ဆိုတန်လန်းပေါ်မတော်အောင်ကားလည်းမတော်အောင်ပြောထားတော့တန်လန်းပေါ်တက်မယ်ဆို तू ကကျမမျက်နှာကြည့်ပါဟင်းအင်းမတော်အောင်အနောက်ကိုပြန်ဆုပ်တယ်အဲ့ဒီအချိန်နဲ့ပဲ သူလည်းဒီရွယ်ရောက်လာတယ်ကျမလည်းအခုလိုအသက်ရှင်ခဲ့ရတာပေါ့နော်အခက်ခဲကြီးကြုံလာတိုင်းတော့ကိုကအဲ့လိုကိုကိုတော့ကိုလှုပ်ကြံမိတယ်ပေါ့ဒါမှနဲ့တကယ်ခဲကြတော့လေတန်လဲနာရောက်တဲ့ခါကျတော့ကိုဘလူတွေ့တယ်ငါတော်မှငါအဖေငါအမေကလူဖြစ်အောင်မွေးခဲ့တယ်ပေါ့နော်ငါရောဒီကလေးလေးကိုမွေးတာဘာဖြစ်လို့မအေးတောင်းဝင်မကြည့်ရမှာလဲအမေကပြောဘူးလေမအေးနေရာရောက်ယူမအေးတောင်းဝင်ကြည့်ရတယ်တဲ့ အဲ့ဒီအတွက်ကြောင့်အမေပြောတဲ့စကားလေးကိုသွားသတိရတယ်ပေါ့နော်ဒီကလေးလေးကလည်းခေါင်းခါတယ်အမေကလည်းမေးအိတ်တောင်းချင်အောင်နောက်ဆုံးဟိုဘယ်လိုပြောမလဲထမင်းတလုံးစားဖို့အတွက်ခိုးမှမဟုတ်လိမ်မှမဟုတ်ဖုံးချောင်းသွားပြီးပကံဆေးလို့ရတယ်အလူမှန်သမျှနော်ဓမာယုံသွားလဲပကံဆေးလို့ရထမင်းတလုံးဆိုတာမငတ်ပါဘူးကိုရှာစားမယ်ဆိုဘယ်လိုပဲရှာစားစားနောက်ဆုံးပေါ့ဈေးဆိုင်သွားပြီးပကံဆေးမလားထမင်းတလုံးအတွက်စားရပါတယ်အဲ့ဒီအတွက်ဟိုကျမကတော့ဒီကလေးလေးကြောင့်ဒုက္ခရောက်တယ်လို့မထင်ဘူးကျမရဲ့ ဟိုဘယ်လိုပဲအတုံးမကြဘူးပေါ့နော်အတုံးမကြလို့ခုလိုမျိုးကိုဒုက္ခရောက်တယ်ဆင်းရဲတယ်ပေါ့ကိုထင်တယ်ဟုတ်ကိုကတော့လေဘယ်လိုပဲမမကြီးကျမကလည်းမရှက်ဘူးကျမသမင်းတက်လို့စားဖို့တော့လေပကံမဲဆေးရဆေးရအဝတ်ပဲရှော်ရရှော်ရကျမမရှက်ဘူးကျမစိတ်အရင်တန်တာဘယ်နေရာတန်လို့ဆိုဖုံးချောင်းပကံဆေးတာအိမ်နာဆေးတာဓမ္မယုံဖုံးချောင်းကျမအဲ့ဒါစိတ်အရင်တန်တယ် နောက်အလူပွဲလမ်းသွားတယ်ပေါ့လမ်းသွားတဲ့ချိန်မှာအလူလူပြီးဆိုကျမတိတိမတိတိကျမအရန်စားတယ်မှာစားရင်ကျမဝင်ပြောတယ်ကျမစားချင်တယ်ပေါ့အဲ့ပြော तू ကအင်းအင်းဆိုအကြိုက်ကျမတစ်ခါထပ်ပြောတယ်သူတို့စားပြီဆိုရင်အဲ့ပကံဆေးချင်တယ်ပကံဆေးတဲ့နေရာကိုကျမလက်ညှိုးထိုးပြတယ်အကြိုက်သူတို့ကမဟုတ်ဘူးငါတို့ကငှားထားတာဆိုကျမငှားတဲ့သူကိုကျမသွားပြောတယ်ဆေးနေတဲ့သူကမာကြီးပကံလေးနည်းနည်းပေးဆေးပါပြောသူတို့ကပေးဆေးတယ်ဆိုရင်ကျမဝင်စားတယ်အဲ့လိုမှမဟုတ်ကျမစိတ်ထဲမှာလေဟိုဟို သူများဟာကျွန်မစားပြီးတော့ကျွန်မတောင်းမချူပေါ့ကျွန်မကိုကျွန်မလေးဘယ်လိုပြောမလဲဟိုတံမိုးမရှိတဲ့မိမကြီးပေါ့အဲ့လိုကြီးအတွက်ကြောင့်ကျွန်မရောက်တဲ့နေမှာကျွန်မပကံတောင်းစီတယ်အဲ့အဲ့လိုလောရမှာကျွန်မစိတ်ထောပျော်တယ်ပေါ့နော်အဲ့ဒါကြတော့သူတို့ေသူတို့စိတ်ကိုသူတို့တခဏပေါ့နော်မနိုင်လို့ဖြစ်သွားတာပေါ့နည်းနည်းလေးခေါင်းအေးလေးထားပြီးတော့စဉ်းစားမယ်ဆိုရင်သူတို့လည်းလုံးဖြစ်မှာမဟုတ်ဘူးလက်တော့လို့ပေါ့အရန်အခက်ခဲဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ ဟိုဆုံးမြတ်ချက်မှားသွားတာပဲဖြစ်လိမ့်မယ်။တကယ်ကြယ်ပြန်စဉ်းစားရင်ဘယ်မအိမ်မှမပေးနိုင်ပါဘူး။သူတို့ရဲ့အခက်အခဲရှိလို့ပေါ့နော်။အခက်အခဲဆုံးသွားဆိုတော့ဟိုယောက်ျားပြစ်သွားတာလို့ဘာလို့အဲ့လိုပေါ့။တချို့ကြတော့လည်းငယ်လို့တချို့ကြတော့လည်းအရန်ကြီးတဲ့ကြောင့်ဟိုစိတ်ညစ်တဲ့တောင်မခံနိုင်လို့သူတို့ဆုံးဖြတ်လိုက်တာဖြစ်ပါလိမ့်မယ်။တေချာပြန်စဉ်းစားရင်ကိုသားသမီးကိုဘယ်သူမှမပေးနိုင်ပါဘူး။ဟုတ်ဘလို့ပြောမှာခက်ရခက်စစ်ပေါ့နော်ကိုဒီကိုဝင်းကြီးကိုလွှဲထားပြီးပြီးမွေးပြီးပြီး ဒီလိုဒုက္ခတော့ကိုခံနိုင်တာပဲဒီခလေးလေးအပြင်ရောက်သွားတဲ့ဒီခလေးလေးကိုခမင်းလေးကျွေးဖို့တော့ပြုစုဖို့တော့ဘာလို့ခက်ခဲကြမလဲအဲ့ဒီတော့ကိုပိုင်ဆိုင်နေတဲ့အချိန်အများကြီးတည်းရတယ်ခလေးလေးကိုနည်းနည်းလေးဖဲ့ပေးလိုက်အောင်ဒီခလေးရဲ့ဘဝလေးပေါ့ဒီခလေးလေးရဲ့တဖြည်းဖြည်းနဲ့ညင်လေးတဖြည်းဖြည်းနဲ့ဒီခလေးအချိန်နဲ့ဒီခလေးလေးရဲ့မျက်နှာကျမတို့အတွက်ပီတိလေး ဒီကလေးလေးလှုပ်ဆောင်မှုအားလုံးကအေးလမ်းလျှောက်တော့မှလမ်းလျှောက်ပြီလမ်းလျှောက်ပြီအဲအဲ့လိုပေါ့တပြည့်နဲ့ကိုပြည့်တယ်တနေ့တချင်ကြီးဒီကလေးလေးရဲ့ပီတီကျမတို့ဒီပါကြီးပြန်စားရတာလေအားကြောင့်မို့မိပါကြီးကိုပြောချင်တာကုံမွေးတဲ့သားသမီးကိုအချိန်လေးနည်းနည်းလေးဖဲ့ပေးလိုက်ပါမချက်တက်တဲ့ကလေးများနည်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 းပေးကြည့်တဖြည်းဖြည်းအဲ့ဒီကလေးကပိုပေါင်းချစ်ဖို့ကောင်းလာသေးတယ်။အားကြောင့်မိမိတို့ရေကိုသားသမီးလေးကိုအချိန်လေးနည်းနည်းလေးဖဲ့ပေးလိုက်နော်။ 阿祖家来就一些，就是要搞那个礼品啦嘛。记住啊，记住啊。